အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာနေဖြစ်တာပဲဖြစ်ပါတယ်3လပိုင်းတစ်လသာတောက်ကြသာသမီများအတွက်ဒီဟောစရက်နဲ့အထူးရည်ရည်လေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်တောက်ကြသာသမီများအနေနဲ့ပေါ့နော်3လပိုင်းမှာငွေကြေးကိစ္စငွေကြေးတဏ္ဍာရီတက်တာမျိုးကြုံတွေ့ရဖို့ရှိပါတယ်ပုံမှန်ထက်ငွေလိုတာမျိုးဖြစ်လာပြီးတော့ငွေလိုဖို့အတွက်စိတ်ဆင်းရခြင်းကိုစိတ်ဆင်းရတဲ့မျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးငွေကိစ္စတွေ ပတ်စံဒီလိုလာမျိုးဖြစ်ပေါ်လာပြီဆိုတော့မိမိတို့ရဲ့အခင်ဆုံးသူတွေမိမိတို့ရဲ့ဒီပုံပုံလင်းပြောရမယ့်သူတွေကိုပုံပုံလင်းပြောပြီးတော့မှအခုညီတောင်းခြင်းအားဖြင့်မိမိတို့ရဲ့မွေကြီးကိစ္စတွေအစီအမီပါပါလိမ့်မယ်မပွင့်မလင်းဟိုကနော်မပွင့်မလင်းမရှင်းမလင်းမပြတ်မသားလုပ်ခြင်းကမိမိရဲ့ဒုက္ခတွေမိရဲ့ပြဿနာတွေကိုဖြေရှင်းလို့မရပါဘူးအကြောင်းမလို့ဒီလမှာမွေကြီးတဲ့နာပတ်စံနဲ့ပတ်သက်ပြီးတော့ပြဿနာလေးတွေကိုကြုံတွေ့ရတဲ့ရှိတဲ့အခါကျမိမိတို့ရဲ့မိသားစုတွေမိမိတို့ရဲ့ဒီတန်ငယ်ချင်းပေါင်းသင်းတွေကိုပြောပြီးတော့ လုံးစရာရှိရာတွေလုံချင်းအားဖြင့်အခက်အခဲတွေကိုပြပြနိုင်ပါတယ်။နောက်ပြီးတဲ့ခါကျတော့ဒီလမှာပေါ့နော်လုပ်ငန်းအသစ်တွေစတင်တာမျိုးတွေရှိပါတယ်။လုပ်ငန်းအသစ်တွေ plan အသစ်တွေနောက်ရှေ့ကျအသစ်တွေဒီလမှာအမြောက်များစတင်နေ။နောက်တောက်ကြားသားသမီးပေါ့အမှုပညာရှင်တွေအမှုပညာအတက်ပညာရှင်တွေအမှုပညာရှင်တွေပညာရှင်တွေကဒီလမှာမိရဲ့အမှုပညာတွေမိရဲ့ပညာရည်တွေကိုပိုးပြီးတိုးပွားအောင်လုပ်ဖို့အသင့်တော်ဆုံးအကောင်းဆုံးလားလို့ပြောလို့ရပါတယ်။ မိမိရဲ့ပညာတွေတိုးတက်အောင်မိမိရဲ့အမှုပညာတွေအားကောင်းအောင်ဒီလမှာအလောက်အများလှုပ်ပေးပါလုံးနိုင်ရမြအားလုံးကိုဒီလမှာလုပ်ပေးပါတော့ကျွန်တော်အနေနဲ့ပြောချင်တယ်အဲ့တော့ဒီလမှာပညာရေးတွေပညာရဲ့ဘိုင်းဆိုင်ရာတွေအီရိုမင်းကောင်းပါတယ်ပညာနဲ့အသက်မွေးကြောင်းလုပ်တဲ့သူတွေမမြအားလုံးဒီလမှာလုံးဝလုံးဝတင်တော်ပါတယ်ကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့စီးပွားရေးသမားတွေနဲ့ပတ်သက်ပြီးပြောရမှာဆိုတော့ဒီလမှာပေါ့နော်ဒီငွေလိုအားတွေငွေအားတွေအလွန်များတုံးရပြီးတော့ ဒီမွေးအရန်လိုတာတွေကျွန်တော်ပူရှိပါတယ်လိုမွေးလိုပြီးဆိုရနဲ့မိမိရဲ့ပတ်ဝန်းကျင်ကုညီတောင်းပါမိမိယုံကြည်စိတ်ချမိမိရဲ့အသက်ကြီးသူတွေရှိရနေပြီးအကူညီတောင်းပြီးရောမိမိရဲ့ခက်ခဲတွေကိုရှင်းဆိုင်ဖြေရှင်းလို့ပြပါတယ်။နောက်ပြီးတော့စီးပွားရေးလုပ်ငန်းတည်သမားတွေအနေနဲ့ဆိုရင်တော့ဒီလမှာပေါ့နော်ဈေးဆိုင်ဆိုင်တစ်တွေလို့လုပ်ငန်းတစ်တွေဆိုဒီလမှာလုံးဝမတိုးတင်ပါဘူး။လုံနေဟိုလုံဖို့လုံနေရရှိရင်လုံ ဒါပေမဲ့ဒီလမှာအဆိုင်ပုတိဖွင့်တာမျိုးလုပ်ငန်းတိဖွင့်တာမျိုးလုံးဝလုံးဝမလုပ်ပါနဲ့အစ်စ်အစ်စ်လောကဖွင့်ပါနဲ့ပေါ့နော်ဆိုတော့ကျွန်တော်နောက်လာတယ်ပေါ့နော်လေးလပိုင်း၅လပိုင်းမှာလုပ်ချင်လို့ရဒီလမှာလုံးဝလုံးဝအစ်စ်ဖွင့်တာမျိုးလုံးဝတော့မလုပ်ပါနဲ့ပြင်ဆင်တာမျိုးရေးရတာမျိုးဆိုလုပ်လို့ရတယ်ပြင်တာဆင်တာလုပ်လို့ရတယ်အဲ့လိုဒီလုပ်ငန်းအစ်စ်တွေကိုအကောင့်တွေလုံးဝလုံးဝပေါ်လိုက်ပြီးတော့မှဖွင့်လိုက်တာမျိုးလုံးဝလုံးဝလုပ်လို့မသိတော့သေးဘူးကျွန်တော်အနေနဲ့ပြောချင်တယ်နောက်ပြီးတော့မမိတို့ရဲ့ရည်ရွယ်ထားတဲ့ကိစ္စတွေ၊ရည်မှန်းထားတဲ့ကိစ္စတွေဒီလမှာပြလာဖို့ရှိတယ်၊ဖြစ်လာဖို့ရှိလာပါတယ်။ ။နောက်အချိန်နဲ့ပတ်သက်ပြီးတော့အိမ်တော်ရေးနဲ့ပတ်သက်ပြီးပြောရမှာဆိုရင်ဒီလမှာအချိန်တွေအိမ်တော်ရေးတွေကတာမန်ထက်ကိုတာမန်လိုက်ထက်ပို့ပြီးတော့အဆင်ပြေတာမျိုးတာမန်လိုက်ထက်ပို့ပြီးတော့ကောင်းမွန်လာတာမျိုးတာမန်လိုက်ထက်ပို့ပြီးတော့ဒီကြည်နူးမှုကောင်းတဲ့နေရာလေးတွေကြုံရတာမျိုးဒီလမှာကြုံတွေ့ရဖို့ရှိပါတယ်။ချစ်တဲ့မတွေ့သေးတဲ့သူတွေတော့ချစ်တဲ့တွေ့လာတဲ့ပါရီးစားတဲ့တွေရလာတဲ့ပါရီးနောက်အိမ်တော်ကြီးတွေမှာလည်းအကောင်းမှုမှုတွေကိုခံရမှုတွေလေးရှိလာတဲ့ပါရီးနောက်ရီးစားဟောင်းတွေပြန်လာတာမျိုးရီးစား နော်ဒီမိတို့တွေ့ကြေစုံကျင်တဲ့သူတွေနဲ့ပြန်တွေ့ရတာမျိုးဖြစ်လာတတ်တယ်ပေါ့နော်အဲ့လိုရှိတတ်တယ်နောက်ပြောချင်တာတော့ဒီလာလာလောမှာတောက်ကြတာမိညာတွေကံကောင်းတော့ကံကောင်းတဲ့လားအောင်မြင်ဖို့ရှိရလားလို့ပြောချင်တယ်ဒါပေမဲ့ငလုံးထိုင်နေရင်တော့မအောင်မြင်ဘူးဒီဟိုကိုရှိဖို့အခွင့်အရေးတွေကလာမယ်ဆိုပြီးတော့မျောလင့်နေလည်းမလာဘူးပေါ့နော်မိမိကလုံနေမှဟိုဆောင်ရွက်နေမှဟိုသွာလာနေမှလှောက်ရှားနေမှ ပြောဆုံးနေမှဒီလား ကောင်းဆုံးနေရလာမယ်လားလို့ပြောချင်ပါတယ်။စီးပွားရေးသမားတွေပညာရှင်တွေအကုန်လုံးဒီလမှာလုံနေမှာသွားနေမှာလာနေမှာအဲ့လာမှာဒီလမှာဟိုအောင်မြင်မှုစီကိုပန်းတိုင်ကို ရောင်းနှန်းနိုင်မှာဖြစ်ပါတယ်။နောက်ပြီးတော့ဒီလမှာပေါ့မမိကိုရန်လူနေတဲ့ရန်မူနေတဲ့သူတွေရန်လူလူပြိုသွားလိမ့်မယ်။မမိရဲ့ရန်သူတွေရဲ့ဒုက္ခဆင်းရဲတွေကိုဒီလမှာကြုံရဖို့ရှိတယ်။အဲကြောင့်မလို့မိကဒီလမှာရန်နေများနေတာရှိရင် မိမိရဲ့ရန်သူတွေမိမိရဲ့အဆင်ပြေသူတွေကိုဒီလမှာလုံးဝလုံးဝသွားပြီးတော့ရစောင်းအောင်တစ်ချက်တော့မထိုးပါနဲ့သွားပြီးတော့လည်းအဆောက်ဖက်သွားမလုပ်ပါနဲ့တွတ်တူသူကျန်တွတ်တူတွတ်တူပြန်ကံပြီးတွတ်တူသူဒုက္ခနဲ့တွတ်တူတွေ့ပါလိမ့်မယ်မိမိကသွားပြီးတုတ်ပြန်လိုက်မယ်ဆိုရင်အဲ့တုတ်ပြန်လိုက်မှုကသူတို့ခံစားမယ်အရာတွေကန့်ဆုံးမှုအားလုံးကိုကိုယ်ပြန်ခံစားလိမ့်မယ်ပေါ့နော်အဲကြောင့်မို့ဒီလမှာရန်ရန်ချင်းမမူပါနဲ့ရန်တိုက်ခိုက်တာမျိုးမလုပ်ပါနဲ့မိစိတ်ထဲမှာပြောခြင်းဆိုခြင်းတောင်ပြောင်းခြင်းတောင်မျိုးရှိဒီလမှာရှောင်လိုက် เนาะ blame တာမျိုးမလုပ်နဲ့เนาะပါဇက်ကစ blame တယ်ဗျာပြောချင်တာတော့เนาะဟိုလက်နေပါတုတ်ပြန်တာတွေပေါ့เนาะအဲ့ဒါအဲ့ဒါထားလိုက်အောင်ဟို blame တာပါအစားမလုပ်ပါနဲ့ကျွန်တော်နေပြောချင်တယ်ပေါ့เนาะအဲ့ဒါချက်ရှိပါတယ်အကြောင်းဒီလမှာကောင်းတဲ့လာလို့ပြောလို့ရတယ်တခုပဲငွေကြီးပိုင်းဆိုင်ရာလေးဒါနည်းနည်းလေးကတိခွက်ရောက်လေးဖြစ်မယ်နောက်ချက်လေးဖြစ်မယ်အဲ့ဒါလည်းလေပြောရမယ်ဆိုရင်လေငွေကြီးကလေပြီးရင်ပြီးတော့လေပြီးသွားတာပဲဖြစ်သွားမှာဗျအမှလည်းမဟုတ်လိုက်ဘူးပေါ့နော်ကျင်နာကြီးရဲ့တခုလေးနဲ့ပေါ်လာပြီးတော့ပြီးတော့လေပြီးသွားတဲ့ပုံစံမျိုးပဲဖြစ်သွားမှာပဲပေါ့နော် နောက်ပြီးတော့ဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောချင်တာတော့ကျမ်းမာရေးကကြတော့ကျွန်တော်တို့ဒီအယိုးစစ်တွေကြိုက်တာမျိုးအယိုးစစ်တွေလဲတာမျိုးเนาะအယိုးကျူးတာမျိုးနောက်ပြီးတော့ဒီအဲ့လိုအဲ့လိုမျိုးတွေဖြစ်တတ်တယ်အဲ့လိုဒီစားသတိထားပေးပါနောက်ပြီးတော့မတော်မဆကိစ္စတွေမတော်မဆဆိုတာရေတွေမြေတွေမီးတွေကြောင့်ဖြစ်တဲ့ကိစ္စတွေမီးလောင်တာမျိုးတို့เนาะနောက်ပြီးတော့ဒီဟိုရေရေချိုးများတာကြောင့်မလို့ဖျားတာမျိုးတို့နောက်ဒီသွာလာလှုပ်ရှားနေနေမြေနဲ့ပတ်သက်ပြီးမြေပြိတာမျိုးအဲ့လိုမျိုးတွေတဲ့ ကြုံရတဲ့ပုံမျိုးရှိပါတယ်အဲကြောင့်ဒီဒီအောင်ကြည့်နေတဲ့တောက်တောက်ကြသားသမီးတွေမှာမြေရေအဲ့လိုပတ်ဝန်းကျင်တွေမှာနေတဲ့သားသမီးတွေဆိုတော့ပုံပြတိထားပြီးပါတော့ကျွန်တော်နေပြောချင်ပါတယ်ကဲဟိုရေရာလေးနေနဲ့ပြောရမယ်ဆိုရင်တော့ကန်ဆိုးရေရာလေးတတ်တာအောင်လောက်ရမရေရာလေးတွေကကြတော့အဓိကဘာဖြစ်လဲဆိုတော့ဒီကျွန်တော်တို့ဒီဖရာအကြောင်းကန်နေပေါ့ဖရာအကြောင်းကန်နေမှာတွားပြီးတော့မှာတက်စစ်ဆိုတော့ပရိစိတ်ပြရလို့ တန်မုတ်တွေကိုပရိစိတ်ပေးတာမျိုးတက်စိတ်ပရိစိတ်တာမျိုးပေါ့နော်ပက်စ်တိုဟိုတက်စိတ်စိတ်ပေးတာမျိုးခုနပြောတော့ဒီဟိုကိုပတ်ခုနပတ်အဲ့လိုမျိုးပေါ့နော်စိတ်ပေးတာမျိုးပရိစိတ်ပေးပါ ပြည့်ရခါမျိုးကြတော့ကျွန်တော်တို့ဒီမျိုးရဲ့အိမ်ပံဝန်းကျင်မှာပေါ့နော် ရှိတဲ့ကလေးတွေပေါ့နော်ကလေးတွေကိုအချို့ချိုးတဲ့အရာတွေမှမများအားလုံးကိုဝေပေးပါတကြလုံးတွေလို့အချိုးရည်တွေလို့ เนาะချိုတဲ့မုတ်တွေတို့အဲ့လိုမျိုးတွေလှူတာမျိုးလုပ်ပေးပါပြောချင်တာတော့ဒီလမှာဗျာကောင်းနာတွေရခြင်းအချိုတွေကုန်ရခြင်းတဲ့ဆိုချိုတဲ့နာနဲ့ပတ်သက်တဲ့အရာတွေမမြအားလုံးကိုဝေပေးလှူပေးကျူပေးအဲ့ဒါဆိုမိမိရခက်ခဲတွေပြီးပြီးတော့စင်မီချုံမကြပါလိမ့်မယ်အားလုံးပဲစင်မီချုံမကြပါစေရလက်ကောက်တွေရရှိကြပါစေလို့ကျွန်တော်နေရဆုံးမတော်ပေးလိုက်ရပါတယ်